ခုဆက်လက်ပြီးတော့ကျွန်တော်တို့ GNG company ရဲ့ story နဲ့ကျွန်တော်တို့ capital ရဲ့အကျွန်တော်တို့ CEO တဦးဖြစ်တယ်လို့မြန်မာ retailer association MMRA မှာဒုတိယဥက္ကဋ္ဌတဦးလည်းဖြစ်တဲ့ဦးနေလင်းဖြူကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးပြောကြားမယ့်ခေါင်းစဉ်အရဆိုလို့ရှိရင် retail management for SME ဖြစ်ပါတယ်။ဒါကြောင့်စနေပြောကြပြဖို့အတွက်ဆရာကိုကျွန်တော်လေးစားစွာနဲ့ဖိတ်မှန်တကားပြပြရစီအရှင်းဦးဆုံးတော့ကျွန်တော်ဆရာကိုကျေးဇူးတင်မြင်ပါတယ်။ဒီနေ့အစီအစဉ်မှာကျွန်တော်တို့မအားလက်တဲ့အချိန်ကြီးဈားတွေကနေပြီးတော့ကျွန်တော်ရဲ့ SME acceleration program အတွက်အတူတူရှိနေပေးတဲ့အတွက်ဆရာကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Okay ကျေးဇူးပါကျွန်တော်တန်ရောက်ကြလာမလို့။ပါတယ်ဆရာ။ Okay အားလုံးလည်းမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဟွာပေါ့ ိုပထမဦးဆုံးချိန်အနေနဲ့အတန်ဘက်ကနေပြီးတော့အတန် business ဘက်ကနေပြီးတော့ကန့်လန့်လာတဲ့အတွက်ပေါ့နော်အဲပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်ကတော့တုံတန်ရုံတော့ဟိုဒီလိုမျိုးအဲဟို knowledge sharing တွေပါတော့တိတ်ပြီးတော့လုံးလေးထတာမရှိဘူးလုံးလေတော့မရှိဘူးအကြောင်းရင်းရတယ်ကျွန်တော်ကဟိုပါပေါ့မလုပ်ချင်လို့တော့မဟုတ်ပါဘူးတက်နိုင်တဲ့များတော့ကျွန်တော်လည်းဒီဘက်ကအားလုံးနဲ့တည့်ရတိုင်းပေါ့နော်လက်ရှိဒီ business requirement တွေလကောက်အဲဒီအခြေအနေအချိန်ခါရတော့လကောက် အဲဒီဒီချိန်မှာကျတော့ကျွန်တော်တို့ကဟို industry လိုက်လေကျွန်တော်တို့ကအများကြီးရုံးကန်ရတဲ့အခါကျတော့ဟိုဟိုအားလုံးလဲအဲတည်တဲ့အတိုင်းပေါ့နော်ဟိုဟိုအချိန်ကတော့အရန်ခက်ခဲတဲ့သူကဟိုတက်နိုင်တော့ကျွန်တော်တက်နိုင်နေများတော့ကျွန်တော်တို့ပူပေါင်းပြီးတော့ဟို supporting နဲ့အဲလုတ်ပေးစီချင်ပါလေဒါပေမဲ့တိုက်ဆိုင်ပဲ atom business ကနေပြီးတော့ကန်လန်တဲ့အတွက်နောက်ပြီးတော့ဒီမှာရှိတဲ့ SME အဲ business လုပ်ငန်းရှင်တွေဒါမှမဟုတ်လည်း SME မှာစိတ်ဝင်စားတဲ့လူတွေအစားရှိတွေဖြစ်ပေါ့နော်ကျွန်တော်တို့နောက်ပြီးတော့ဟိုအခုမှအာ startup အနေနဲ့စပြီးတော့လုပ်ချင်ကြင်ကြင်စိတ်ရှိတဲ့လူတွေအတွက်လည်းကျွန်တော်တို့ကတက်နိုင်တဲ့များကျွန်တော်ဘက်ကနေပြီးတော့ဒီ knowledge sharing နဲ့ကျွန်တော်ရဲ့အတွေ့အကြုံနောက်ပြီးတော့ဒီ retail management ခေါင်းစဉ်ကလည်းကျွန်တော်နဲ့ပို့ပြီးတော့ဆက်ဆက်နေတဲ့ topic ဖြစ်တဲ့အတွက်အဲဒီနေ့ဒီနေ့နေရာမှာတော့ပါဝင်ပြီးတော့အဲဟိုပူပေါင်းပြီးတော့ကျွန်တော်အဲ promotion အနေနဲ့တက်ရောက်ခြင်းဖြစ်ပါတယ် အဲဒါကတော့ကျွန်တော်ဟို briefly နေနဲ့ပြောပြောတာပေါ့နော်အားလုံးကဲကျွန်တော်တို့ဒီဟာပေါ့နော်စသွားလဲအကိုမိတ်ဆက်ပေးွားတဲ့အတွက်ဟိုဟာပေါ့ကျွန်တော်တို့အဲကျွန်တော်ရဲ့ background အနေချင်းတော့သိပြီးသားပေါ့နော်ဒီနေ့ကတော့ကျွန်တော်အဓိကတော့ကျွန်တော်တို့ဒီ agenda အနေနဲ့อ่ะပေါ့နော် retail နဲ့ပတ်သက်တဲ့အထူးသဖြင့်ဒီ retail ရဲ့ background ကိုကျွန်တော်အဲအားလုံးကိုသိအောင်လည်းရှင်းပြချင်ပါတယ်ဘာလို့ဆိုရှင်တော်တော်များများတော့ retail ဆိုတဲ့အတိုင်းပေါ့နော်ဟိုဟိုဒီတိုင်းကြည့်တော့ရိုးရှင်းပါတယ်ဟိုကျွန်တော်တို့ကပစ္စည်းရောင်းတယ်ဝယ်တယ်အစားရှိတယ်ပြောပေါ့နော် အဲဒီနေရာမှာကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်အဓိကဟို in depth ဖြစ်တဲ့ဒီ retail ရဲ့အရေးပါတဲ့အဲ main pillar တွေအကြောင်းလည်းကျွန်တော်ဒီနေ့အားလုံးကို sharing လုပ်သွားပါမယ်ပြီးတော့နောက်ပိုင်းကျွန်တော်တို့ဒီ digital kit မှာတော့ကျွန်တော်အထူးသဖြင့် retail မှာအဲ digital ကဏ္ဍကလည်းလောက်ထိအရေးပါလဲအဲဘယ်လိုဒီဂျစ်တယ်စနစ်တွေစရှိတည်ပြပေါ့နော် digitalization ဘက်ကိုသွားနေလဲ industry ကလည်းဒါလေးတွေလည်းကျွန်တော်အနေအချင်းတော့ဒီမှာ sharing လုပ်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီဟို performance tracking ပေါ့နော်။ဒါဆိုရှင် business business တိုင်းမှာကကျွန်တော်တို့ကဟိုလူတိုင်းကတော့ business လုပ်တယ်ဆိုတော့မျက်ချင်လို့လုပ်ကြတာပဲလေ။အဲ့တော့အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကဘယ်လိုမျိုး performance ကို tracking လုပ်ပြီးတော့ကိုယ့်ရဲ့ business ကိုဒီထက်မကပိုပြီးတော့အဲပိုမိုပြီးကောင်းမွန်လာအောင်ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ဒီနေ့ရပြီးတော့အကြံပြုချက်အကြံပြုရင်းနဲ့အားလုံးကိုအဲဟိုဟာပေါ့နော်ဆွေးနွေးတင်ပြပါမယ်။ပြီးရင်တော့ ကျွန်တော်တို့ဒီ moving forward ပေါ့เนาะ plan ကိုလည်းကျွန်တော်အနေနဲ့ဒါ business တစ်ခုနဲ့တစ်ခုတော့မတူပါဘူးဒီနေ့ကတော့ကျွန်တော်တို့အတီးကတော့ဒီပုံမှာကျွန်တော်တို့အဲကျွန်တော်တင်ပြသွားတဲ့ဟာတွေတော်တော်များများကတော့အထူးသဖြင့်ဟို generalize ဆိုပေမဲ့ retail specific လို့ကျွန်တော်တို့ဟိုဟို retail management အနေနဲ့တော့ပြောလို့တော့ရတာပေါ့เนาะဒါပေမဲ့ဒီနေ့တက်ရောက်လာတဲ့တွေ့ထဲမှာလည်းအထူးသဖြင့် SME ကတော့ကျွန်တော်တို့မှာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ SME နဲ့ပတ်သက်ပြီးတော့ industry မျိုးစုံမှာတော့ရှိပါတယ် အဲဒီဒီနေ့ကျွန်တော်တို့ဟိုပါဘောเนาะဟိုတင်ပြသွားတဲ့ routine management နေပြီးတော့အားလုံးအတွက်တစ်ခုမဟုတ်တစ်ခုပေါ့เนาะဟိုဟိုဟိုကို take away နေနေပေါ့เนาะရမယ်လို့လဲယူဆပါတယ်အားလုံးတော့ကိုယ့်နဲ့ဆိုင်ဒီမှာဆိုင်လိုက်မယ်ပေါ့เนาะဒါပေမဲ့တစ်စိတ်တစ်ပိုင်းနေနဲ့အသက်နိုင်ဆုံးအဲဒီနေ့တင်ပြသွားတဲ့ပုံမှာဟိုဟိုတစ်ခုမဟုတ်တစ်ခုရောက်သွားရင်လည်းကျွန်တော်တို့လည်းဘာဖြစ်ဖြစ်အဲဒီတနိုင်ခွင့်နှစ်နိုင်လောက်ကိုကျွန်တော်အနေနဲ့ဟိုတင်ပြပေးရတဲ့အတွက်လည်းဟိုတင်ပြအကျိုးနဲ့တာပေါ့เนาะ အဲ့တော့ဟိုတကူမရှင်းတာရှိတယ်လို့ရှိနေနောက်ဆုံးကြလို့ရှိရင်ပြန်ပြီးတော့ဟိုမေးမြန်းလို့လည်းရပါတယ်အဲကျွန်တော်အနေနဲ့ကတော့ဟိုနည်းနည်း background ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုသွားအရှိမပြောရလို့မျိုးပဲပေါ့နော် retail အနေနဲ့ကတော့ industry မှာတော့ကျွန်တော်ကတော့အားလုံးပေါင်းမြန်မာပြည်နဲ့ UK မှာနဲ့လောက်ခဲ့တဲ့အသွေးကြုံနဲ့ဆိုရင်တော့23နှစ်24နှစ်တည်းဝင်လာပြီပေါ့နော်အဲကြောင်းပြီးတဲ့အချိန်အသက်18နှစ်လောက်မှာတည်းက UK မှာစပြီးတော့ အဲကျွန်တော်ဒီ father study ပေါ့နော်ဟို university တက်တဲ့အချိန်မှာတည်းကနေပြီးတော့ဟိုအားလုံးနဲ့တည်တဲ့အတိုင်းပေါ့နော်ကျောင်းတက်နေနေတဲ့ကာတော့ဟိုဟိုအချိန်ပိုင်းအနေနဲ့ဟိုတစ်ဖက်တစ်လမ်းနေပြီးတော့ဝင်ဝင်ရအောင်ဆိုပြီးတော့စပြီးတော့လုပ်ခဲ့တာပေါ့နော်အဲ့ဒီအချိန်ကနေစပြီးတော့ကျွန်တော်တို့ retail ကိုဟိုပေါ့စပြီးတော့အခြေလန်းစခဲ့တယ်ဆိုရင်တော့ကျွန်တော်ဟိုနှစ်ကတော့တော်တော်ကြာပြီစစချင်းစလုပ်တဲ့ချိန်ရည်ဆိုတော့ very very ဟိုပါဘော minimum အဲ wages နဲ့ minimum လာစားနဲ့ပေါ့နော်ဟို ကက်ရှာအလောက်ကနေပြီးတော့စခဲ့တယ်ပေါ့နော်စခဲ့ပြီးတော့တစ်ဖက်မှာလည်းအကြောင်းနဲ့တစ်ဖက်ဆိုတော့အချိန်ပိုင်းပဲလုပ်နိုင်ခဲ့တယ်ပေါ့အဲဒီကနေပြီးတော့ဟိုအကြောင်းပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကိုလုံးနေတဲ့ဒီ community ဒီ UK မှာရှိတဲ့ one of the top 5တဲ့မှာပါတဲ့ department store ပေါ့နော် retailer အနေနဲ့ကကျတော့ဟိုသူတို့ရဲ့ဒီ management program စပြီးတော့အဲ့မှာခေါ်တဲ့အချိန်မှာ ကျွန်တော်လည်း management program လို့စပြီးပြင်လျှောက်ခဲ့တယ်ဗောနော်အဲ့ဒါတော့ promo ဆုံးခြေလှမ်းနေတဲ့ John Lewis ဆိုတဲ့ဒီဟို UK မှာရှိတဲ့ဟို one of the top end uh, retailer တဲ့ retailer မှာစပြီးတော့ကျွန်တော်လုပ်ခဲ့တယ်ဗောနော်အဲ့ဒီမှာကျွန်တော်9နှစ်တောင်ကြာခဲ့ပါတယ်အဲ့ဒီကနေပြီးတော့အဲဒီ department store ကနေပြီးတော့တခါ convenience store chain ဖြစ်တဲ့ကိုယ်ဘောမှာလည်းကျွန်တော်နောက်ထပ်2နှစ်3နှစ်လောက်အဲ3နှစ်နေပါဗောနော်အဲ့ဒီမှာလည်းကျွန်တော် management role နဲ့ကျွန်တော်တောင်းဝင်ယူခဲ့ပါတယ်အဲ့ဒီ management career လာဒီ9 9နှစ်နဲ့3နှစ်အတွင်းမှာတော့ ဟိုယာတုမျိုးစုံနဲ့ဌာနမျိုးစုံကိုတော့ကျွန်တော်အနေနဲ့ခိုင်တွယ်ခဲ့တာပါเนาะအဲ့ဒီအနေမှာသစင်အဲနောက်ဒီအားလုံးနဲ့တချို့တွေတီးတီးကြမယ်လို့လည်းထင်ပါတယ်ဟို UK မှာလည်းနာမည်ကြီးပါပဲနောက်ပြီးတော့ဒီဒီအာရှမှာလည်းဆိုင်ခွဲတွေဖွင့်လှစ်ထားတဲ့ Masan Spencer Group မှာပေါ့เนาะ public company မှာကျွန်တော်အနေနဲ့၃နှစ်ကျော်ကျော်ထပ်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီနေပြီးတော့မှဟိုမြန်မာနိုင်ငံကိုပြန်လာပြီးတော့အဲဒီမှာလဲကျွန်တော်တို့ အဲဟိုစီးပွားရေးတွေကစပြီးတော့ဖွံ့ဖြိုးတိုးတက်နေပြီတပတ်တလန်းကနေပြီးတော့လည်းကျွန်တော်အနေနဲ့သူတပြည့် retail industry မှာပေါ့နော် retail industry မှာတော့ဟို generally ပြောရမယ်ဆိုရင်တော့ဟိုနှစ်မျိုးတော့ရှိတာပေါ့နော်အဲသူတပြည့် modern trade နဲ့ကျွန်တော်တို့ general trade ပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်အသေးစိတ်ရှင်းပြပါမယ်အဲဒီ modern trade မှာတော့အထူးသဖြင့်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ကတော့စပြီးတော့ဖွံ့ဖြိုးဇာကာလပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့လည်းဒီမှာ ကိုတွေ့ တင်ယူလာတဲ့အသက်ပညာနောက်ပြီးတော့ကိုသိရှိလာတဲ့လုပ်ငန်းအသွေးကြုံတွေကိုပြန်ပြီးတော့ sharing လုပ်ရင်းနဲ့ဒီ industry ကိုလည်းထပ်ပြီးတော့ဒီထက်မကတိုးတက်ခြင်းတိုးတက်စေခြင်းရဲ့ standard နဲ့ကျွန်တော်ဒါလည်းဟိုပါပေါ့နော်တစ်ဖက်မှာလည်းဟိုမြန်မာပြည်မှာရှိတဲ့အဲဒီမောင်နှမမိဘအဆွေမျိုးတွေရဲ့ဟိုပြန်လဲပြီးတော့ဟိုအတူတူကပြန်ခေါ်တာနဲ့ကျွန်တော်လည်းဒီဟာနဲ့သက်ဆက်စက်တမှာလည်းစဉ်းစားပြီးတော့ပြန်ရောက်လာတာပေါ့နော်ပြန်ရောက်လာတော့2020 ျွန်တော်ဒီ Capital Diamond Star Group အောက်မှာရှိတဲ့ Retail Cluster ကိုကျွန်တော်စပြီးတော့ join ပါတယ်။အဲ့ဒါတော့2020 March လဇန်ပေါ့နော်။ကျွန်တော် join ပြီးတော့နှစ်ပတ်လည်းနေတဲ့အချိန်မှာစပြီးတော့ဟို COVID ကာလ pandemic ဖြစ်တော့ lockdown ဖြစ်တာပေါ့နော်။အဲ့တော့ဟိုအချင်းယုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ကာလမှာတော့ဟိုဟိုနိုင်ငံတကာမှာအဲကျွန်တော်တို့မြန်မာနိုင်ငံမှာယူပဲမဟုတ်ပါဘူး။ pandemic ကတော့ဘယ်သူမှမမျှော်လင့်တာပဲနဲ့ဖြစ်လာတဲ့ အဲဟိုပါဘောနော်ကပ်ပေယောဂါဆိုတဲ့ခါကျတော့ business ကြီးအကုန်လုံးအဲအစရှိသည့်ဖြစ်ဟိုကဏ္ဍမျိုးစုံပေါ့နော်ဟိုအကုန်လုံးကဟိုအထိုက်လျောက်ဟိုကျွန်တော်တို့ impact ကဖြစ်ခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာလည်းအထူးသဖြင့် retail ဆိုရင်တော့ပို့ပြီးတော့ကျွန်တော်တို့ဟိုတည်တာမြင်တာလည်း impact တွေရှိခဲ့တာပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့အသက်နိုင်ဆုံးဒီဒီ pandemic ကာလကိုဟိုရုန်းကန်ပြီးတော့ကျော်လွှားနိုင်ခဲ့တယ်အဲနောက်ပြီးတော့နောက်နောက်ရှောက်ပေါ့နော်ကျွန်တော်တို့တွေ့ကြုံရတဲ့ နိုင်ငံရေးအကျက်တဲ့အစားရှိတွေဖြစ်ပေါ့နော်ဒါတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကအခုချိန်ထိဟိုမမမမနဲ့အဲရက်တည်သွားနိုင်အောင်လည်းကျွန်တော်နေနဲ့ဒါဟိုဒီ industry မှာ အကောင်ဆုံးဖြစ်အောင်ကြိုးစားပြီးတော့လည်းသွားနေတာပေါ့နော်အဲ့တော့ဒီဒီ overall ပြောမယ်ဆိုရင်တော့ကျွန်တော်ရဲ့အထူးကြောင့်ကတော့ဟိုတကယ် develop ဖြစ်ပြီးတဲ့နိုင်ငံမှာရှိတဲ့ဟို system တွေအကုန်လုံးအဖက်ဖက်ကနေပြီးတော့လိုလေသေးမရှိအောင်အဲပြည်စုံနေတဲ့နိုင်ငံမျိုးမှာ operate လုပ်ခဲ့ရတဲ့လူမျိုး မြန်မာနိုင်ငံမှာလာပြီးတော့စစွားကျွန်တော်ပြောလိုမျိုးပေါ့နော်ဟိုပန်ဒမစ်ကနေစပြီးတော့အခက်အခဲတွေများစွာတဲ့ကနေပြီးတော့ရုန်းကန်ပြီးတော့ဆက်ပြီးတော့လဲကျွန်တော်တို့ business ကို group ဖြစ်အောင်လုပ်နေတဲ့အပိုင်းမှာလဲအသေးကြုံရှိပြီးတဲ့တယောက်အနေနဲ့တော့ကျွန်တော်အနေနဲ့ကတော့ဟိုဒီမှာတက်ရောက်လာတဲ့ဒီနေ့ဟိုဒီ MS SME ဟိုပါပေါ့နော် acceleration program မှာတက်ရောက်လာတဲ့အဲကျွန်တော်တို့ဒီလုပ်ငန်းမိဖက် ီကိုမောင်မရမောင်မတွေအားလုံးကိုလည်းကျွန်တော်အနေနဲ့တက်နိုင်တယ်မြတ်ကျွန်တော် knowledge တွေကိုလည်း sharing လုပ်တော့ပါမယ်အဲဟိုဟာဘောနော်တခုမရှင်းတာရှိလို့ဆိုရှင်လည်းပြန်ပြီးတော့မေးမြန်းစေချင်ပါတယ်ဟုတ် retail အနေနဲ့ပြောမယ်ဆိုရင်တော့အဓိကတော့ကျွန်တော်တို့ဟို background မှာကြည့်မယ်ဆိုရင်တော့စစောကျွန်တော်ပြောလို့မျိုးပေါ့နော်ဟို modern trade နဲ့ general trade ဆိုပြီးတော့နှစ်မျိုးတော့ခွဲလို့ရတာပေါ့နော်ဒါပေမဲ့အဲ modern trade နဲ့ general trade မှာတော့ဟို generally speaking ပေါ့နော်ဟို bar item ပဲရောင်းရောင်းကျွန်တော်တို့ အစားအသောက်လူသုံးကုန်အဝတ်အစားအစားရှိတိပြပေါ့နော်ဘယ် item ပဲရင်းရောင်းကျွန်တော်တို့ကတော့ဟို retail business ကိုလို့ generalize ပြောမယ်ဆိုရင်တော့ဟိုအတိကအရေးကြီးတဲ့ဟိုပေလာကြီး၄ခုရှိတာပေါ့နော်ပေလာလို့ပဲခေါ်မလားကျွန်တော်တို့ဒီဟိုဟာပေါ့နော်ဟိုဟို segmentation ပဲခေါ်ခေါ်ပေါ့နော်ဒီ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 ပေလာကြီး၄ခုကတော့သူတစ်ဖြစ် generalize speaking ဆိုရင်တော့ဟိုကျွန်တော်အနေနဲ့ဒါ retailer တယောက်အနေနဲ့ပေါ့နော် ဟိုတတ်မှတ်တာတော့ location နောက်ပြီးတော့ merchandising ရယ် pricing ရယ် service ရယ်ပေါ့နော်ဒီနေရာမှာဒီ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  pillar လေးကိုကတော့ကျွန်တော်တို့ကဟို retail မှာလည်းအသုံးလို့ရတယ်လို့မျိုးဟိုဟို F&B hospitality business မှာလည်းအဲဆက်ဆက်မှုတွေရှိရပါတော့အဲအမှန်တမ်းပြောမယ်ဆိုရင်တော့ SME business တွေတော်တော်များများကလည်း food related business တွေဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ data အရကြည့်မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာရှိတဲ့ register လုပ်ထားတဲ့ SME အားလုံးရဲ့60%ခန့်ကျော်က food related business တွေဖြစ်တာပေါ့နော် အဲ့တော့ food related business ဖြစ်တဲ့အခါမှာကျတော့ကျွန်တော်တို့ဟိုဟိုတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ retail တို့ F&B တို့နဲ့ကတော့ဒီအထူးသဖြင့်ဒီ hospitality industry နဲ့ဆိုရင်တော့ဟိုဟိုတုံးနဲ့တူကပို့ပြီးတော့ related party တွေဖြစ်တာပေါ့နော်အဲ့တော့ retail business ရဲ့အဓိကစောစောပြောလို့မျိုးပဲပေါ့နော် location ရဲ့ merchandising ရဲ့ pricing ရဲ့ service ရဲ့အရေးကြီးပါတယ်အဲ့ဒီထဲမှာမှနံပါတ်စင်လိုက်ပြောမယ်ဆိုရင်တော့ retail business အနေနဲ့ကြည့်မယ်ဆိုရင်တော့ location ကနံပါတ်1ပေါ့နော်ကျွန်တော်တို့က ဟိုအထူးသဖြင့်ဟို location ကိုကျွန်တော်တို့ကဟိုဟိုဘာကြောင့်စလဲဆိုလို့ရှိရင် business တစ်ခုမှာကျွန်တော်တို့အထူးသဖြင့်ဒီဒီဒီ retailer ပဲဖြစ်ဖြစ်ပေါ့နော်နောက်ပြီးတော့ဒီ F&B business ပဲဖြစ်ဖြစ်အဲကျွန်တော်တို့ sign brick and mortar business ကိုသွားမယ်ဆိုလို့ရှိရင်တော့ location အရင်ရွေးရပါတယ်။အဲထိုးနည်းလကောက်မဲ့ကျွန်တော်တို့ brick and mortar မသွားဘဲနဲ့ online business ကိုသွားမယ်အထူးသဖြင့် e-commerce ကိုသွားမယ်ဆိုတော့ အဲ business ကိုယ့်ရဲ့ business ပေါ်မှာမူတည်ပြီးတော့သွားမယ်ဆိုလို့ရှိရင်လည်းဘာဖြစ်ဖြစ်ကျွန်တော်တို့က location ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့အဓိက target customer ပေါ့နော်ကျွန်တော်တို့ကဘယ်လို target ကိုအဲဟိုနေ့ဖြစ်မှာလဲ e-commerce မှာဆိုလို့ရှိရင်လည်းအခုဆိုလို့ရှိရင် channel မျိုးစုံရှိတာပေါ့နော် channel မျိုးစုံရှိတဲ့နေရာမှာကိုယ်ပိုင် stand alone platform နဲ့သွားမှာလားဒါမှမဟုတ်ရင်လည်း social media platform ကိုသုံးပြီးသွားမှာလားဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ stand alone လုပ်ပြီးသားဖြစ်တဲ့အခြားဒီ e-commerce platform တွေပေါ်မှာသွားပြီးတော့ကျွန်တော်တို့က vendor တယောက်အနေနဲ့သွားပြီးတော့ရောင်းလာဆိုတော့ဒါ location ကပထမဆုံးကျွန်တော်တို့စပြီးတော့စဉ်းစားရမယ့်အပိုင်းဖြစ်တာပေါ့နော် location ရပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ merchandising ဆိုတဲ့အပိုင်းရောက်လာပြီပေါ့နော် merchandising ဆိုတဲ့အပိုင်းမှာလည်းအဲ retailer တယောက်အနေနဲ့တို့မဟုတ်ပေါ့နော်ဟို hospitality industry မှာဖြစ်ဖြစ်ကိုကိုရဲ့ business ကလည်း food business ဆိုလို့ရှိရင်တော့ကိုယ့်ဘဇီမှာဘာဖြစ်စီထုတ်มาလဲအဲထုံးလေး၎င်းမဲ့ကျွန်တော်တို့က retailer တယောက်အနေနဲ့ကိုယ့်စီမှာဘာဖြစ်စီရောင်းมาလဲပေါ့နော် အဲဒါမျိုးတွေကိုကျွန်တော်တို့စပြီးတော့ identify လုပ်ရတာပေါ့နော်စပြီးတော့စဉ်းစားရတာပေါ့မတ်တိုင်းစီလို့ပြောတဲ့အချိန်မှာတော့ကျွန်တော်တို့ကဟိုဟိုကျေပြန့်ပါတယ်အဲ့အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ retailer တယောက်နေတယ်ဆိုလို့ရှိရင်တော့ဟိုပစ္စည်းကိုဘယ်လိုပစ္စည်းရောက်มาလဲအဲဘယ်လိုမျိုးရောက်มาလဲဘယ်လေ target ကိုကျွန်တော်တို့ကဟိုဦးစားပေးပြီးတော့ဘယ်လို market เนี่ยကျွန်တော်တို့အဲဘယ်ဘယ်လို market ကိုကျွန်တော်တို့ကအဓိကဦးစားပေးပြီးတော့တွားมาလဲအစရှိတယ်ပြီပေါ့เนาะဒါမျိုးကိုကျွန်တော်တို့က မချနိုင်စင်းအနေနဲ့အဲစဉ်းစားရတာပေါ့နော်အဲ့တော့ကျွန်တော်တို့က location လဲရွေးပြီးပြီကျွန်တော်တို့ရောင်းမဲ့ကိုရပါရောင်းမဲ့ဆိုတဲ့ပစ္စည်းလဲကိုစင်မှာတတ်မှတ်ချက်တစ်ခုခုရှိသွားပြီဆိုလို့ရှိရင်တော့ဒီကိုရောင်းမဲ့ပစ္စည်းကိုကျွန်တော်တို့ကဟို pricing လောက်ရတာပေါ့နော် pricing လောက်တဲ့ဆိုတဲ့နေရာမှာလဲကိုရဲ့ထုတ်ကုန်သို့မဟုတ်ကိုရောင်းချမဲ့ပစ္စည်းအစားရှိတဲ့ပြည်ဒါတွေကိုကျွန်တော်တို့က price positioning ဘယ်လိုထားမှာလဲကိုရဲ့ပစ္စည်းက ဟိုညတော့အဖြစ်ကတော့အားလုံးကတော့သိပါတယ်ကိုယ့်ရဲ့ဟိုဟို cost price ဘယ်လောက်ရှိမယ် COGS ကဘယ်လောက်ရှိမယ်အဲ့ဒီပုံမှာကိုက margin ဘယ်လောက်သိမယ်အဲဒါကတော့ဟို basic ဟို calculation ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဟို pricing လုပ်တဲ့အချိန်မှာတခြား factor တွေလည်းကျွန်တော်တို့ထည့်စဉ်းစားရတာပေါ့နော်ဒါတွေပဲကိုယ့်ရဲ့ pricing ကကျွန်တော်တို့က market ထဲမှာရှိတဲ့တခြားကို benchmark လောက်ရမယ် product တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်ဘယ်လို positioning နဲ့ထားမှာလဲ နောက်ပြီးတော့ကိုယ့်ရဲ့ target customer နဲ့ကိုရောင်းချင်တဲ့ပစ္စည်းနဲ့ကိုရောင်းတဲ့ဈေးနဲ့ကရောအဆက်မှုတွေရှိပါမလားဆိုတဲ့အပိုင်းကိုလည်းဒါကျွန်တော်တို့ထက်တွင်စဉ်းစားရတာပေါ့နော်အဲ့ဒီတော့မှကျွန်တော်တို့ကလည်းတကယ် related ဖြစ်တဲ့ relevant လည်းဖြစ်တဲ့ pricing strategy ကိုကျွန်တော်တို့စပြီးတော့ခြားနိုင်ပါပေါ့နော်အဲ့ဒါမှဒါလင်းနဲ့ကျွန်တော်တို့ကဟိုဟိုပို့ပြီးတော့ကိုယ့်ရဲ့ဒီပစ္စည်းတွေကိုပို့ပြီးတော့ attractive ဖြစ်ဖြစ်နဲ့ကျွန်တော်တို့ကဟိုဟို customer ကို consumer ကိုကျွန်တော်တို့ direct အဲရောင်းချနိုင်ပါပေါ့နော် အဲနောက်မှာတော့ retail industry အထူးသဖြင့် F&B အစားရှိတယ်ပြပေါ့နော် hospitality industry မှာတော့ service ကတော့အဲလိုက်ပါတယ် service ကလည်းအရေးကြီးတဲ့ pillar တစ်ခုဖြစ်တာပေါ့နော်အဲ့တော့ service ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကဟို customer service တစ်ခုကြီးတော့မဟုတ်ပါဘူးအဲကျွန်တော်တို့ဥပမာ SME business ဆိုလို့ရှိရင်လည်းအများတော်အဖြစ်ကတချို့တွေကတော့ကျွန်တော်တို့ direct to consumer ကိုသွားတာလည်းရှိသလိုတချို့တွေကြတော့ကျွန်တော်တို့ကဟို through different retailer ပေါ်မှာလည်းကျွန်တော်တို့သွားတာလည်းရှိတာပေါ့နော် အဲ့လိုအချိန်မျိုးမှာကိုယ့်ရဲ့ရောင်းချလိုက်တဲ့ပစ္စည်းတစ်ခုတည်းကိုထုတ်လိုက်တဲ့ပစ္စည်းတစ်ခုကဒီ retailer တွေအပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုရောင်းလိုက်တဲ့ consumer အပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုရောင်းလိုက်တဲ့ကိုယ့်ရဲ့ different channel အပေါ်မှာဖြစ်ဖြစ်ကိုယ့်ရဲ့ပစ္စည်းကိုကိုကတာဝန်ခံပြီးတော့အဲဟိုတာဝန်ယူတာလည်းဆိုလို့ရှိရင်လည်းဒါကလည်း one of the service တစ်ခုအနေနဲ့ကျွန်တော်တို့သတ်မှတ်လို့ရတာပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ကိုပစ္စည်းကိုဝယ်ယူစားသုံးနေတဲ့သူတွေကိုပစ္စည်းကိုအဓိကဖြန့်ဖြူးပေးနေတဲ့သူတွေအတွက်ကတော့ trust တစ်ခုလည်းတို့မှာရှိတယ်လို့မျိုးကိုယ့်ရဲ့ပစ္စည်းကိုယုံယုံကြည်ကြည်နဲ့အဲဟိုဝယ်ယူစားသုံးနိုင်တဲ့အတွက်အဲဒါကလည်း one of the ဟာပေါ့နော်ဟို customer တွေကို please ဖြစ်စေတဲ့ service တစ်ခုအနေနဲ့အဲဒါဟိုတတ်မှတ်လို့ရတာပေါ့နော်အဲ့တော့ဒီ၄ခုကတော့ကျွန်တော်တို့အဲအရေးကြီးတဲ့ retail မှာဟိုမရှိမဖြစ်လိုအပ်တဲ့ basic ဟိုပေလာကြီး၄ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာဟိုအချင်းရောက်ပြီးတော့အားလုံးကိုလည်းဟိုဟာသိအောင်အဲ တင်ပြခြင်းဖြစ်ပါတယ်။အဲအဲ့မှာပေါ့နော်ကျွန်တော်တို့နောက်တစ်ခုနားလည်ဖို့တဲ့အတွက်ကတော့ကျွန်တော်တို့စစွားရှိမှာတော့ကျွန်တော် generalize ပြောတဲ့အချိန်မှာ retail မှာတော့ industry ကကြည့်မယ်ဆိုရင်ခွဲပြီးကြည့်မယ်ဆိုရင်တော့ general trade နဲ့ modern trade ဆိုပြီးတော့နှစ်ပိုင်းရှိရပါတော့။ဒါပေမဲ့အဲ့ general trade နဲ့ modern trade မှာလည်းကျွန်တော်တို့ကရေဘူးရပြောမယ်ဆိုရင်တော့နှစ်ခုလုံးဘက်မှာတော့ format တွေတော့မျိုးစုံရှိတာပါတော့။အဲ့မှာကျွန်တော်တို့ကဟိုဟိုတချို့တချို့ retailer တွေကတော့အဲစစွားကျွန်တော်ပြောလို့မျိုးဟို brick and mortar ဆိုတော့ အဲ model သွားတယ်ဆိုလို့ရှိရင်တော့ store base ပေါ့နော်အဲဒါမှမဟုတ်လဲသို့တေ retailer တွေကြတော့ကျွန်တော် တို့ကဟို direct sale သွားတယ်ဟို store တော့မရှိဘူး physical store တော့မရှိဘူးအဲ order တွေဟို email နဲ့တော့အကောင်အဲအစရှိတိပြပေါ့နော်ဒါမျိုးကျွန်တော်တို့ဟိုလက်ခံပြီးတော့ telephone order ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးသွားတယ်ဆိုလို့ရှိရင်လည်းဒါကကြတော့ဟို store မလို့ဒါပေမဲ့ consumer ကိုကိုကနေပြီးတော့ဟိုဟိုပြန်ပြီးတော့ reselling လုပ်နေတဲ့ business ဖြစ်တဲ့အတွက်ဒါ non store base အနေနဲ့ format ရှိတာပေါ့နော် နောက်ပြီးတော့ကျွန်တော်တို့ service page ဆိုပြီးတော့၃ဘိုင်းတော့အဲကျွန်တော်တို့ရေပြွေးရအဖြစ်ပြောမယ်ဆိုရင်တော့ဒီ format တူကိုခွဲထားတာပေါ့နော်အဲ့ဒီမှာ store page မှာတော့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့ဟိုဟို complicated ဖြစ်တာတော့ရှိရအောင်နော်အဓိကတော့နောက်ပိုင်းပေါ့ ownership base နဲ့ marketplace space ဆိုပြီးတော့ရှိပါတယ် ownership base ကတော့စစောကျွန်တော်ပြောလို့မရဘူးအများတော်အဖြစ်ဒီနေရာမှာတော့အထူးသဖြင့်တွေ့ရတာကတော့ဟိုပါပေါ့နော်ကျွန်တော်တို့ဒီ general trade က independent retailer တွေပုံများတာပေါ့ဒါပေမဲ့တချို့ chain store တွေလည်းရှိနိုင်တယ်ဒါပေမဲ့ chain store တွေကတော့ကျွန်တော်တို့ modern trade ကဲတို့တော့ကဲတို့ဒီဟို system infrastructure အဲနောက်ပြီးတော့ဒီ distribution center တွေပါမရှိဘူးဆိုရင်တော့တချို့ chain store တွေကတော့ဟို multiple store တော့ရှိတယ်ဒါပေမဲ့ဟို completely modern trade တော့မဖြစ်သေးဘူးပေါ့နော် အဲနောက်ပြီးတော့တချို့ဒီ franchise တွေရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဟို corporate store တွေဒီလိုမျိုးမြန်မာပြည်မှာတော့ corporate store ကတော့နည်းပါတယ်အဲမရှိတော့ပါပဲအရင်တော့တော့ခက်တခါတော့ရှိခဲ့တာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့က ownership base အနေနဲ့တတ်မှတ်လို့ရပါတယ် merchandise base ကတော့အဲအထူးသဖြင့် modern trade ကပုံများပါတယ်အဲ့မှာဆိုလို့ရှိရင်တော့ဒီဟို GNG တို့လိုမျိုး City Express လိုမျိုးအစားရှိတွေပြည် convenience store တွေရှိမယ် international မှာဆိုရင်တော့ 7-Eleven လိုမျိုး Lawson တို့လိုမျိုးရှိမယ်ပေါ့နော် ောက် supermarket hypermarket တွေရှိမယ် specialty store ဆိုလို့ရှိရင်တော့ဒါ specialize လုပ်တဲ့ goods တွေကိုရောင်းတဲ့ store တွေရှိလိမ့်မယ်အဲ department store တွေရှိလိမ့်မယ်တနေရာထဲမှာဟိုအစားဆုံးအဟိုလိုအပ်တာမှန်တယ်များအကုန်လုံးကို one stop service အနေနဲ့ရောင်းချနေတဲ့ department store တွေရှိမယ်အဲ international မှာတော့ factory outlet တွေရှိနိုင်တယ်အစားရှိတွေပြပေါ့နော်ဒါမျိုးတွေကိုတော့အဓိက merchandise base ကိုသွားတဲ့ store တွေမျိုးတွေကြာလို့ရှိရင်တော့တစ်ဖက်မှာတော့ကျွန်တော်တို့က အဲ့ဒီလို merchandise based story ကညတော့အဖြစ်ကတော့ centralized အဲ merchandising team ရှိကြတယ်။နောက်ပြီးတော့ centralized distribution channel ရှိတယ်။အဲ centralized logistics တွေရှိတာပေါ့နော်။အဲအဲ့ဒါတွေကြောင့်မလို့ဒါကတော့ merchandise based အနေနဲ့ကျွန်တော်တို့သတ်မှတ်ပါတယ်။ဒါတော့အဓိကတော့ရေဘူးက retail industry မှာကြည့်မယ်ဆိုရင်တော့ဟိုဒီလို format တွေရှိတာပေါ့နော်။ညတော့အဖြစ်ကတော့ကျွန်တော်တို့ဟိုတော်တော်များများကတော့ retail site သွားလို့ရှိရင်တော့ ကိုလိုချင်တဲ့ပစ္စည်းကိုရတယ်ကိုယ့်အကူကိုပစ်ကက်လောက်တာပဲဖြစ်ဖြစ်အဲဝန်ထမ်းစီစီကနေပြီးတော့ဆိုင်မှာရှိတဲ့ဒီဝန်ထမ်းလေးစီကနေပြီးတော့မှားလိုက်လို့ရတာပဲဖြစ်ဖြစ်ပေါ့နော်ပုံမှန်ကိုကိုလိုချင်တဲ့ပစ္စည်းကိုကိုသွားပြီးတော့ကက်ရှာကောင်တာမှာပေးပြီးငွေချေပြီးလို့ရှိရင်တော့အဲရေဘူးကပြည့်စုံတော့ဒါကတော့ပြီးွားပြီလို့ပဲမြင်ကြတာပေါ့နော်ဒါပေမဲ့ retail အထူးသဖြင့်ဒီစစောလိုမျိုး chain store တွေ convenience store တွေဒီ modern trade channel မှာဆိုလို့ရှိရင်တော့ ဒီကျွန်တော်ပစ္စည်းတစ်ခုကိုစပြီးတော့ဝယ်လာတဲ့ချိန်ကနေပြီးတော့ customer လက်ထက်ကိုရောက်သွားတဲ့ချိန်ထိမှာတော့အနောက်မှာကျွန်တော်တို့ run ရတဲ့ operation process တွေ system တွေကအများကြီးရှိတာပေါ့နော်အဲ့ဒီပစ္စည်းတစ်ခုကို chef ဖို့ရောက်ဖို့အတွက်ကလည်းကျွန်တော်တို့ကဟိုဒီတိုင်းရော in ဆိုပြီးတော့ကောက်ပြီးတော့တင်လာလို့လည်းမရဘူးပေါ့နော်ဒါမျိုးတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းလေးဒီမှာဟိုကြုံလုံးကျွန်တော်ထည့်ပြောခြင်းပါတယ် အဲဒီကတော့ကျွန်တော်ဟိုပါအကြံမြင့်ပေါ့နော်ဟိုဟိုအားလုံးလည်းဟို sharing knowledge ရအောင်တော့ကျွန်တော်ဒီမှာတော့တချို့ fact လေးတွေထည့်ထားတာပေါ့နော် retail industry နေတာဒါ overall ပေါ့နော်ဟိုဒီကမ္ဘာလုံးမှာရှိတဲ့ retailer ဟို top retailer 250ကို average ယူထားတဲ့ data ရကြည့်မယ်ဆိုလို့ရှိရင်တော့2015နဲ့2020ကြားထဲမှာ9နှစ်တာအတွင်းမှာဆိုလို့ရှိရင်ဒီ retail retailer တော်တော်များများပေါ့နော်အထူးသဖြင့်ဒီကတော့ဟိုပေါ့ကျွန်တော်တို့ဟို general trade တော့မပါပါဘူး modern trade တွေများပါတယ် modern trade တွေရဲ့ဒီ group က around 6%လောက်ရှိတာပေါ့နော်အဲဒါကလည်းဟို customer consumer behavior တွေ trend တွေပြောင်းလာတဲ့အမျှဒီဒီဒီ modern trade ရဲ့ဟောပေါ့နော် growth rate ကလည်းတက်လာတယ်ဆိုတာကိုတွေ့ရမှာပေါ့နော်အထူးသဖြင့်ဒီအချိန်မှာတော့ကျွန်တော်တို့က data ကတော့ဒီ2020နဲ့ဒီ2020နောက်ပိုင်းကတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့2020နောက်ပိုင်းမှာဆိုရင်အထူးသဖြင့် pandemic လည်းဖြစ်ခဲ့တဲ့အခါကျတော့အများတော့အဖြစ်ကတော့ကျွန်တော်တို့ဒီဒီ modern trade ကတော့ပို့ပြီးတော့ ို growth ဖြစ်လာတာပေါ့နော်အထူးသဖြင့် consumer behavior change တော့တဲ့အချိန်မှာ consumer တွေကသူတို့စားသုံးသူဟိုပုံမှန်ဈေးကိုတွားမဲ့အစား supermarket ကိုဇွားတွားပြီးတော့ဈေးဝယ်ကြတယ်ပို့ပြီးတော့တန့်ရှင်းပြီးတော့အဲစိတ်ချယုံကြည်ရတဲ့ retailer တွေမှာတွားပြီးဈေးဝယ်ကြတယ်အဲဒါမျိုးတွေဟို international မှာ international မှာရောကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရောဒီ trend တွေပြောင်းလာတဲ့အတွက် ဒီ modern trade ကတော့ဟို growth rate ကတော့ပို့ပြီးတော့များနိုင်တာပေါ့နော်အဲဒီ average size of ဒီဟို revenue ကြီးမယ်ဆိုလို့ရှိရင်လည်းဒါ international မှာရှိတဲ့ top 250ကိုကြီးမယ်ဆိုလို့ရှိရင်တော့ US dollar 90 billion လောက်ရှိပါတယ်အဲ့ဒီအမှာမှာဒီတော်တော်များများကလည်း retailer အကြီးကြီးအကုန်လုံးကတော့ international မှာလည်းသူတို့ကဟိုဟို operation တွေရှိကြတာပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်း macro လို့ဘာလို့လိုမျိုးရှိနေလို့လိုမျိုးပေါ့နော် အဲပြီးတော့ကျွန်တော်တို့ဒီဒီဒီသူတို့ရဲ့ဟိုဟာပေါ့ဟိုဒီ top 250ရဲ့ revenue total ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့တကဘာလုံးမှာဆိုရင်တော့အာ around US dollar 3.2အ trillion လောက်ရှိတာပေါ့နော်အဲဒီ net profit ကတော့3.5%လောက်ရှိပါတယ်ဒါကတော့ရေပွေးအဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ modern trade ရဲ့ဟို top 250 large chain တွေရဲ့ဟိုဟာပေါ့ fat ဖြစ်ဖြစ်တာပေါ့နော် ဲ့တော့ဒီ market ဒီ modern trade မှာတော့အများတော့အဖြစ်ကတော့စစွားကျွန်တော်အရှိမပြောရတဲ့ထင်ပါလေအချင်းယုံပြီးတော့ပါသွားတာရှိပါတယ်။ဒီကတော့ဒီဒီ market trend ပေါ့နော်။အဲ့တော့ဟို market trend ကတော့အမြဲတမ်းပြောင်းလဲနေတယ်။အဲ့ဒီမှာတော့အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ retail မှာဆိုရင်တော့ဟိုပုံမှန် traditionally ဟို marketing လုပ်တာရှိလိမ့်မယ် promotion တွေလုပ်တာရှိလိမ့်မယ်ကိုဆိုင်ရှိလိမ့်မယ်ကိုကြော်ညာတာမျိုးလေးပေါ့နော်။ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့ကဟို retailer တွေတော်တော်များများကတော့အထူးသဖြင့် chain store တွေနဲ့ကျွန်တော်တို့ဒီ modern trade ဘက်ကိုကူးပြောင်းလာတဲ့ retailer တွေပေါ့နော်ဆိုလို့ရှိရင်တော့အ ਨੇ နဲ့အများကတော့အဲကျွန်တော်တို့ POS တွေတုံးလာကြတယ်ဒါကလည်းဟိုပါ point of sale service ဆိုလို့ရှိရင်တော့ဟိုတတော်များများဆိုရင်တော့မှအခုဆိုရင်လည်းဒီဒီဘက်ခင်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ technology booming ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ဟို T-shop တွေတောင်မှအခုဆိုရင်ဒီ order မှားတာတို့ဟိုဟာတို့ဆိုလို့ရှိရင်တော့ tablet လေးတွေနဲ့ အဲ order ကောက်တာတွေပါလို့လောက်ကြတာပေါ့နော်ဒါကလည်းဘာလို့ဆိုရှင်ဒါ digitalize လုပ်တဲ့အချိန်မှာအသက်နိုင်နေမြကျွန်တော်တို့ဒီဒီ process တွေတော်တော်များများကိုဟိုဟာပေါ့နော်ဟို system ပေါ်တင်ပြီးတော့အဲဟိုကိုယ့်ရဲ့ဒီဒီ internet process တွေကိုယ့်ရဲ့ business ကို growth လုပ်ကြတာပေါ့နော်အဲ့တော့ဟို size ပေါ်တော့မူတည်ပြီးတော့ဟိုကိုယ့်ရဲ့ investment တက်နိုင်တက်နိုင်တဲ့လောက်တော့အဲဟို business တွေတော်များကတော့ system ဘက်ကို invest လုပ်ကြရရှိရဲ့ ချို့တွေကြတော့ကျွန်တော်တို့ဒီအထူးသဖြင့်ဟို supply chain ဘက်မှာ invest လုပ်ကြတာရှိတယ်။ဒါကတော့ကိုယ့်ရဲ့ business type ပေါ်မူတည်ပြီးတော့တွားလို့ရတဲ့အဲဟို size ပေါ်မူတည်ပြီးတော့တွားလို့ရတဲ့ဟိုပါဘောနော် trend တွေဖြစ်တာဗောနော်အဲ့မှာတော့အများတော်အဖြစ်ကတော့ generalize ကြည့်မယ်ဆိုလို့ရှိရင်တော့တချို့တွေကြတော့ trade and marketing ရှိတယ်နောက်ပြီးတော့ဒီဘက် integrated supply chain ရှိတယ်အဲ manufacturing ပိုင်းတော်တော်များများတော့ဟို large retailer တွေကတော့ကိုယ်တိုင်တော့ manufacturing တော့လောက်တာတော့မရှိဘူးဒါပေမဲ့ဟိုပါဘော ဟိုကျွန်တော်တို့ဒီဒီ large အရန်တီဝါတဲ့ global အဲဖြစ်သွားတဲ့ဒီဥမာ Costco တို့လိုမျိုးကျွန်တော်တို့ဒီ7 Eleven တို့မျိုးဆိုလို့ရှိရင်တော့အကိုပိုင် own product တွေကိုလည်းအဲ manufacturing လုပ်ပြီးတော့ market လောက်တာရှိတာပေါ့နော်။နောက် procurement ပိုင်းမှာဆိုလို့ရှိရင်လည်းဥမာဒီ ordering process တွေကိုအဲအရင်တော့ကျွန်တော်တို့ manualize manually လုပ်တာပေါ့နော်။ဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်တော့တက်တဲ့နေများကျွန်တော်တို့က platform ကိုတင်ပြီးတော့ဘယ်လိုမျိုး manage လုပ်ကြရလဲ အဲအစားရှိနေဖြစ်ပေါ့နော်ဒါမျိုးတွေကိုလည်းဟို system medical approach ကိုလည်းကုပြောင်းသွားရတဲ့ဟာလေးလေးရှိတာပေါ့နော်အဲနောက်ပြီးတော့တချို့တွေကြာလို့ရှိရင်တော့အထူးသဖြင့်ဟိုဒီ research and product development ဆိုလို့ရှိရင်တော့အထူးသဖြင့်ကျွန်တော်တို့ new product တွေဒါမျိုးတွေမှာဆိုလို့ရှိရင်တော့အဲ retailer တွေဘက်ကတော့ new product တခုဆိုလို့ရှိရင်တို့ကဒီ new product ကိုဟိုစစချင်းမှာအောင်မြင်လားမအောင်မြင်လားဒီ product ရဲ့ quality ကကောင်းလားမကောင်းလားအစားရှိတယ်ပြေပေါ့နော်ဒါမျိုးတွေ အဲလုံနိုင်ဖို့အတွက်ကတော့ဒီ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  new product ကိုကျွန်တော်တို့ optimize လုပ်ရတဲ့အပိုင်းတွေရှိတယ်။ဥပမာ new product တွေပြီးအရင်ကြီးများပြန်ရင်လည်းကျွန်တော်တို့ customer တွေက product ကိုမသိလို့အဲဟို ဝယ်ယူမှုမှာလည်းကြဆင်းနိုင်တယ်အဲတခါ new product မရှိပြန်တော့လဲတချို့ customer တွေကြပြန်တော့လဲဟိုဟို something new ပေါ့နော်ဒီ customer ရဲ့ profile ပေါ်မူတည်ပြီးတော့ research လုပ်ရတယ် customer ရဲ့ profile ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီဟိုပေါ့ planogram manage လုပ်ရတယ်ဒီ new new product တွေကို manage လုပ်ရတယ်ပေါ့နော်အဲနောက်အစားရှိတွေပြည့် system ဘိုင်းဆိုလဲဆိုတော့ကျွန်တော်ပြောခဲ့လိုမျိုးပဲဟိုအနည်းဆုံးတော့ pre system ကိုစပြီးတော့အဲဒီတုံးလာကြတာပေါ့နော် အဲ့တော့အဲ့အိန္ဒိယကတော့ကျွန်တော်ဒါအကြံဉာဏ်အဖြစ်ဒီဟောပေါ့ဟို modern trade နဲ့ဒီ general trade ရဲ့ဟို retail format တွေနဲ့ကျွန်တော်တို့ retail ရဲ့အရေးကြီးတဲ့ဟိုပီလာကြီး၄ခုအကြောင်းကိုပြောသွားတာပေါ့နော်